ငါကတောင်ကြီးပျောက်သွားပြီကွာပျောက်ပါအမြင်ရတယ်ကြိုက်ပါဟိုကကိုမြမောင်ပဲလို့တော်လေတာလဲလို့နှုတ်ပါစားတဲ့တော့အော်လာမသိဘူးလို့ကျွန်တော်ကကိုလာဆလိုက်တယ်ဟိုကျွန်တော်ရဲ့ဒီမှာတော်ရဲ့တက်ကိုမြမောင်ကိုမြမောင်ကျွန်တော်ကတော်ရဲ့တက်ကင်တမကျွန်တော်တို့အမြဲတမ်းဥဆောင်ပြီးတော့ဒီမှာခေါ်ခေါ်လာတာဘာကင်မှာဘာသားလဲဒါဘာမှလဲအိရှက်ကောင်တာမှာသွားပြစ်တယ် တော်ရရတော့မဟုတ်ဦးစားကောင်တော့မတော်ပြည့်တဲ့ငုံငုံပစ်ရှင်နုံဂျိုးပေါ့ကွာဂျိုးกินမယ်နော်တော်ငုံกินမယ်နော်ငုံกินအားကြီးလာခဲ့ကြတမဆရာသိရှိဘူးအခုအဲ့လိုกินလာလားဟိုအောက်ကအပြားနေချာဟမ်အားပဲဒီနေ့တော့ကြက်ဟုတ်တယ်မဟုတ်อืมဒီနေ့ကြက်ကောက်စားပလိုက်ပြီပေါ့အောက်မလေး အခုငုံးတိတော့မှာပဲဘိုက်ဆာမယ်ကြောတိရဟင်းတုံးထုတ်တော့မလားဟင်းတုံးတုံးတော့လာကောင်းစေကြကောင်းစေကြကောင်းစေကြရမလားကောင်းစေကြလို့ဒါကျွန်တော်ညရဲ့နေပြီးနားထားတာ။အိုးရှယ်ပါပေါ့။ညရဲ့နေတာတော့ကြားရဲဘူး။ချက်လေးကြပါလားမလို့။ညလည်းမရှိဘူးတော့လို့။တို့တို့အာဖရိကလူရိုင်းရေးတည်ရမှာဒုံးနေပဲလေ။တို့ကညမရှိဘူးဒါတို့တို့။တနက်တန်ကြာတယ်။ပြစ်နေတာ။ဖောက်ဖောက်နေဟမ်။ဟုတ်ကဲ့မှလည်းပြစ်တယ်လေ။ လက်ပြစ်တာကုကုနေကုထရက်ကတော့ကြိုက်တယ်ဗျာကျွန်တော်ကျွန်တော် truck crazy ဗျာအစားကဒါကတနဘာတော့ဘူးတောက်မလားတောက်မလားတောက်မလားကျွန်တော်တခါလေးပြာနော်ကျွန်မတငယ်ချင်းတွေတွေ့ကြတယ်ဒီကမှာပါဆင်းကြလားဆင်းနေဘူးဖာဒီလာပြောနေကြမှာဖာဒီလာဒါ ဟင်းတဲ့ဘာလဲရန်ကြီးလားကိုတိုင်းတိုင်းဆိုနေရန်ကြီးကြီးဒီမှာပြောတော့ဘာလဲနာမည်နဲ့ဝယ်တာကျွန်တော်ပေးတာသူဟုတ်ကဲ့မောင်လေးကလည်းအစားဟိုသာအသုံးဆုံးကစစ်စီတယ်သူတို့ကြောင့်နာမည်နဲ့ပြောတယ်ဘာလဲကျွန်တော်ဟာမှတော်တာကင်းဒီချက်ချံပေါ့နော်ချက်ချံအေကာ ဧက50ကျကျော်ရှိတယ်။အဲ့ဒီမှာခုနမပြောပင်အရင်နေရှိတယ်။ဒီကနေပြီးဟိုခေါမောဖြူနှစ်ခုလှမ်းမြင်နေရတာအဲ့ဒါချက်ချန်နေပဲ။အဲ့ချက်ချန်ဒီဘက်ဘက်ကတခုညာဘက်ကတခုတွေ့မှာဟိုဟိုရှူရမှာတော့ချက်ချန်တစ်ချန်ရှိသေးတယ်။ဒီမှာစူးစမ်းရင်စူးစမ်းသလောက်အကျိုးမြတ်ရှိတယ်။ဒါပေမဲ့တချို့ စီပိုင်းမြုံနှံမှုတွေကပေါ်ပေါ်အဲ့ဒီနေရာမှာသွားပြီးအခြေချမြုံနှံတာမရှိရဒါ current firm ဆိုပြီးတော့ဒါသူရဲ့ sample တွေရေးတာဆိုတော့ဒီမှာရောင်နှစ်ခုတွေကအဲ့ဒါချက်ချင်မယ်နော်ဟိုမှာပေါင်းအိုးလိုဟာမျိုးကြီးတွေတွေ့ရတယ်ဗောနော်အဲ့ဒါလည်းချက်ချင်မယ်နောက်ပြီး electron set တွေ့ရတယ်ဒီမှာ electron set ကကားတစ်စင်းစာလောက်ရှိတယ်ဒေါ်လာ300လောက်ရှိတယ်ကားတစ်စီးအသစ်စာလောက်ရှိတယ်ဒါသူကဒီအာ cyber လို့ဖို့သူတို့ဝယ်ထားတယ်လို့သူတို့ပြောတာပေါ့နော်ဆိုတော့ဒီမှာချက်တွေကိုအပူအေးပေးတဲ့ဟာနဲ့လည်းပေးထားတဲ့ချက်တွေရတယ်ဒီလောက်နေပါမွေးမြူပါတယ်လို့ပြောတယ်ဆိုတော့ရေအချိန်ရေအရေးအချိန်ရေအစားချိန်အစားပေါ့နော်မနေ့ချိန်ညနေချိန်အဲ့လိုမျိုးတော့ဖြစ်မှာပေါ့ဒါပေမဲ့သိချာတော့မမေ့ပြပါအဲဟိုမှာရှိနေတဲ့ပေါင်းလို့ဟာမျိုးကြီးရတယ်သူအစားတယ်ပေါ့နော်အစားတွေကိုလည်းလူကိုယ်တိုင်ကျွေးစရာမလိုဘူး သူကအော်တိုမက်တစ်လောက်ထားတာပေါ့နော်ဟိုးရှိုးထဲမှာချက်ချင်းတချင်ရှိသေးတယ်ဒါပေမဲ့သွားကြည့်ကြည့်မယ်အစားတို့မှရက်ထားတဲ့ truck ကအဆိုင်လေးနဲ့သူတို့အောက်ထည့်ပြီးသူတို့ဆင်းလာဒါပေမဲ့ခုကတော့ကျွန်တော်တို့တက်တက်သွားပါမနော်တင်ငင်းချင်းနေပါလားအဲဒီငင်းချင်းနေသူတို့ဟိုးရှိမှာနှစ်ယောက်စောင့်နေတယ်သူတို့ကသူတို့အိမ်ကာဝယ်ဖို့ဆိုပြီးဝယ်ထားတဲ့ပစ္စည်းတွေသူတို့တစ်ခါမှမတောင်းဘူးမစမ်းဘူးဆိုတော့သူတို့ ီမှာလာစမ်းကြည့်ရပါတော့။ချမ်းရှင်ရသခွင့်ပြုတော့။ဒါဟိုးရင်တော့ဆိုလို့ရှိရင်ဒီဟာကဒီ American နေပေါ့ City သူတို့ကဒီမြို့ဖလာလောက်လာခဲ့တယ်။ကျမွေးမြို့လုံငန်းပေါ့နော်။ဒီပိုင်ရှင်အဖိုးကြီးရဲ့သားလည်းဒီရရဲ့ရရှိပဲ။အဲဒီပိုင်ရှင်ရဲ့သားရဲ့ရရှိရဒီကွင်းမှာသူ

ွဲအာကိုလေးစီဝူခါရောဦးပြဒီမှာချိန်ပါပြီလေဟိုခါလေးဟုတ်ပြီအဲ့တနောက်တို့ဒါချိန်ကွင်းတော့အဲ့အဲ့ဒါချိန်ကွင်းချိန်ပြီးစိုက်ရသုံးခုညီညီဆိုတော့မှခလုတ်ခလုတ်သားလေးဖြင့်နေကင်မရာတလွဲကြည့်ချင်ဟုတ်ကျွန်တော်အဲ့ဒါမှတ်ချက်ရှိတေချာကြည့်တေချာ တက်ပြီလားချိန်ကွင်းအဖြစ်ဘူးဟုတ်ဆိုတော့ကျွန်တော်မျက်စိပြတာအောင်တစ်ချက်ထည့်ရနော်ချက်ထည့်ပါဆရာပဲထည့်ပါတယ်ကျွန်တော်ပဲလောပါလောပါလောပါရှိသေးရှိသေးတယ်ကျွန်တော်တော့30 30ထည့်တာသူစိတ်လှုပ်ရှားလို့စိတ်ငြိမ်ငြိမ်လေးထားလက်ကိုငြိမ်ငြိမ်လေးထားဒီမှာနည်းနည်းလေးတမူးတော့ဆိုတာနဲ့ဟိုမှာအများကြီးကလန်တော့ကွာဝါပြီလေကြောင်းလေး 包股票下来，包股票，包股票，包股票下来。 ီရတာပြီရတာအင်းပြီလားဘောကလေးတစ်ချက်ထောက်ဆိုဆိုလိုက်အဲဆိုလိုက်အင်းရတစ်ချက်နောက်တစ်ချက်ကျွန်တော်ကနောက်တစ်ချက်အောက်ကိုဆိုက်ပြီးတော့ခလုတ်နေလိုက်အောက်ကိုဆိုက်ကြောင်းဆိုက်မခလုတ်တင်လာဖြစ်တယ်ကြီးကြီးကြီးအောက်တစ်ချက်ခက်နေလိုက်အာအဲ့ဒါအဲ့ဒါမှချိရာကျေးပေါ်ခရတို့ပစ္စည်းတွေဘယ်လိုတောင်းလို့ရလဲဆိုတော့တို့နားလဲပါတယ်ပြီးပါပြီဆိုတော့တို့ပြန်ပြီဒီချက်ချင်းရအမေရိကန်ဒေါ်လာနဲ့ဆိုရင်1.5 million တန်းပေါ့နော်ဒါတော့ ီ current တွေအခု လက်ရှိပိုင်နေတဲ့ချက်ချင်းဖြစ်တယ်ဗောနော်ဒါတော်တော်လေးကိုလည်းအံ့ဩဖို့ကောင်းတယ်ဘာဖြစ်ဖြစ်သူတို့ရဲ့စ조사လောက်ကင်ဖို့ ਨੇ အဆန်ရည်ရအခုထူကြတာနေလက်ထပ်ပြီးတင်ပြပေးခြင်း ਨੇ ဘာရီကိုစိတ်ဝင်စားတယ်ဆိုတာပြောပြပေးပါဦးနော်